ဒီနေ့ဆက်လက်တင်ဆက်ပေးခြင်းတဲ့သတင်းဆောင်ပါတစ်ပုဒ်ကတော့ကလာဆိုရဲ့ရေးသားတဲ့မလေးရှားမှာအဖွဲ့တီးတီးကို ကွာလာလမ်ပူတို့ ဖိတ်ဆိုတဲ့ဆောင်ပါတစ်ပုဒ်ပဲဖြစ်ပါတယ်လက်ရှိဖြစ်ပေါ်နေတဲ့ပြိပခတွေအတွက်တည်တံ့ခိုင်မြဲတဲ့ငြိမ်းချမ်းရေးရရှိဖို့ဥဆောင်ဥွက်ဥွက်ပြုလာတဲ့သဘောနဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဗရာဟင်က ကွာလာလမ်ပူတို့လာရောက်ဆွေးနွေးရန်ပြီးခဲ့တဲ့လကပဲဖိတ်ခေါ်လိုက်ပြီးဖြစ်တယ်လို့ထုတ်ဖော်ပြောကြားခဲ့ပါတယ်အကြံဘတ်ဆေးအုပ်စုမှတာဝန်ရှိသူများစစ်ဘက်ထောက်လှမ်းရေးအရာရှိများလည်းလှုပ်ဖို့တိုက်တွန်းကြောင်း၎င်းကရှန်ဂရီလာ dialogue မိန့်ခွန်းမှာထည့်သွင်းပြောဆိုသွားခဲ့ခြင်းဖြစ်ပါတယ်မိဒီအဖွဲ့များကို ဖိတ်ခေါ်ထားသည်ဆိုဒီကူတော့မလေးရှားအစိုးရသတင်းဌာနဘာနမ်မာမှာဖော်ပြထားခြင်းမရှိသေးတာကိုတွေ့ရပါတယ် ကျန်းဖတ်သမားမင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမင်းမြန်းဒီများကိုဖြေးချရမှာမြန်မာမှာအရေးကြီးဆုံးဦးစားပေးလို့ရမိကငင်းချမ်းရေးလုံခြုံမှုရရှိရေးနဲ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီများပေးနိုင်ရေးလို့ဖြစ်တယ်လို့ဆိုပါတယ်အကယ်၍ရွေးကောက်ပွဲဟာတရားမျှတမှုရှိပြီးမိသူကိုယ်များဖယ်ထုတ်ထားခြင်းမရှိဘဲအလုံးပါဝင်ခွင့်ရမယ်ဆိုတာ အပြစ်အနာအဆာရှိမီဆိုလျင်ပင်လက်ခံနိုင်စရာရှိတယ်လို့လဲပြောသွားခဲ့ပါတယ်။ဤဒီကပင်၎င်းပြောတဲ့အချက်များမရှိပါကမင်းအောင်လှိုင်ရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်လို့အာဆီယံရဲ့မူဝါဒပိုင်းဘာမှထူးထူးခြားခြားပြောင်းလဲသွားမှာမဟုတ်ဆိုသည်ကိုအသိပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။အာဆီယံထိပ်သီးအစည်းအဝေးအပြီးမှာအာဆီယံနဲ့အထူးသဖြင့်အန်ဝါအီဘရာဟင်အပေါ်ဝေဖန်မှုများမြင့်တက်လာခဲ့ပါတယ်။ အာဆီယံရဲ့မလုံမရှင့်နဲ့ကိုလိုရာဆွဲတွေးနေမှုများကြောင့်မြမရေးမှာဘေးရောက်သွားပြီးအခြားနိုင်ငံများကပင်တက်တက်ကြွကြွနဲ့အကြမ်းဖက်စစ်အုပ်စုအကျိုးရှိရာရှိကြောင်းဝင်ရောက်ဆွတ်ဖက်နေကြတယ်လို့ Frontier မြန်မာရဲ့အရီတအပေါ်မှာရေးသားထားပါတယ်။အန်နော်ဟာဒီရန်မြို့နယ်အတွင်းရှိကြေးရွာစာတင်ကျောင်းများဘုံကျဲတိုက်ခိုက်ပြီးနောက်တွင်ပင်တိတာထင်ရှားသောတိုးတက်မှုများရှိလာပြီလို့ပင် ပြောဆိုခဲ့သူဖြစ်ပါလေမြမရေးကိုဖြည့်ရှင်းရန်တာဝန်ရှိနေသူမှစုခင်းလန်းကိုပန်းမွေရာအလားပြောဆိုနေခြင်းကပင်၎င်းဥဆောင်မှုပေါ်အမှန်တကယ်ဖြစ်ပျက်နေမှုများနဲ့စိုးရင်ဘွေရာကောင်းလောက်အောင်ပင်ကင်းကွာ နေခြင်းပဲဖြစ်ပါလေထို့ပြင်စေအောင်စုရဲ့ Applogics ကာကွယ်ပြောဆိုနေသူများလို့လက်ခံထားကြတဲ့တာစင်နဲ့ဟွန်ဆန်တို့အားလဲအာဆီယံကြီးရာအလွတ်တဘောအကြံပေးများဖြစ်အသုံး ပြုတ်နေပြန်ပါတယ်6လကြိုလာခဲ့ပြီဖြစ်တော်လဲအနော်အဖို့ဆာရွက်ပေါ်တင်သာ ရှိခဲ့တဲ့အပြစ်ခက်ရက်စဲရင်မှလွဲလို့ဘာတစ်ခုမှမမေရရထုတ်ပြနိုင်ခြင်းမရှိခဲ့ပါဘူးအကျံဖတ်သမားမင်းအောင်လိုင်းနဲ့ပင်ကိုတိုင်းကိုကြ စကားပြောပြီးဖြစ်ပါလေဘာမှဖြစ်မလာပဲ၎င်းပြောသည်များခေါင်းငိတ်နေရတဲ့နောက်လိုက် နောက်ပါများကို ကွာလလန်ပူတို့ ဖိတ်ခေါ်တော်လဲမိတို့များအကြောင်းထူးပေမည်နီအလုံးမျောလင်းထားတဲ့အန်နွာဟာရလာတဲ့အခွင့်အရေးကိုလက်လွတ်ခဲ့ရသူအဖြစ်ဝေဖန်ခံနေရလို့၎င်းလှုပ်ပေးနိုင်တာတစ်ခုကောက်လုတ်လာခြင်းလဲဖြစ်ပါတယ်စိတ်ဖောက်ပြန်မှု insanity ဆိုတဲ့အဓိပ္ပာယ်ကအရာတစ်ခုတည်းကိုထပ်တလဲလဲလုပ်နေရင်ကွဲပြားသောရလဒ်များထွက်ပေါ်လာမယ်လို့မျှော်လင့်နေခြင်းလို့ပင်အရိဒါကရေးသားထားပါတယ်။ထို့သောထပ်တလဲလဲမဟုတ်ဘဲလှုပ်ချင်ရလှုပ်နေကြတဲ့အကျံဖတ်စစ်ဘူဂျုတ်ဆိုသူများကိုမိတို့ကင်မွန်းတက်ရပေမည်။ schizophrenia လို့ပင်ဆိုရတော့မှာဖြစ်ပါတယ်။ အင်းဒီချင်းနိုင်ငံများကကုံသွယ်ရေးစစ်ပွဲကြီးဖြစ်လာနေလို့၎င်းတို့နိုင်ငံအချိန်မပြတ်ဖွံ့ဖြိုးတိုးတက်အောင်မိတို့လုပ်ရမည်နီလို့အစီအမံများချကယုံကံနေကြချိန်မှာမြန်မာစစ်ဘုတ်ချုပ်များကတော့ဝင်ငွေရရရကြောင်းကုန်စည်များပို့ဆောင်တင်သွင်းနေမှုကိုတရားမဝင်ပစ္စည်းများဖြစ်ဖမ်းဆီးပြီးလေးလံတင်ရောင်းချဖို့ကြံစီနေကြတဲ့အတွေးခေါ်မျိုးသာ ရှိနေစေဖြစ်ပါတယ် အာနာသာတနက်ပြ၍အလေတကူတိမ့်လိုက်ကြပင်မဲ့တိုင်းပြည်စီးပွားတိုးတက်အောင်မိတို့လောက်ရမည်ကိုခေါင်းထဲမရှိရှိပြန်လဲမလုတ်တတ်တဲ့အပြင် ရခင်ရှိထားပြီးသားများကိုပဲဖြူဖြက်ပစ်ခဲ့ကြပါလေဘူချုပ်ကြီးဘူချုပ်လက်ဘူချုပ်ပောက်ဆဘူချုပ်ဟောင်းများပါ မကြံအကျန်းဖတ်သမားမင်းအွန်လိုင်းအာနာတိန်းနာကို မထောက်ခံသူဟူ၍မရှိ မြို့သားဒီမိုကရေစီအဖွဲ့ချုပ်အောက်မှာအနေအဆား ကြက်လာကြ၍လည်းဖြစ်ပါれမင်းအွန်လိုင်းကိုယ်တိုင်မင်း၎င်းရဲ့မိသားစု အရေးစိုးရင်ကြောင်းကြလာပြီးဩဇာတက်ရောက်မှုလည်းရှိတော်မှာမဟုတ်လို့အလွယ်ကလေးလှုပ်လိုက်ချင်းတာဖြစ်ပါれယခုမင်းအွန်လိုင်းကို ကွဲရမှာအပြစ်ဆိုနေကြသည်ကအာနာတိမ့်ခဲ့၍မဟုတ်ဖဲစစ်ကိုနိုင်အောင်တိုက်နိုင်တဲ့အရေးချင်းမရှိသောကြောင့်ပဲဖြစ်ပါれယခုတက်မှမူအဆင့်မင်းထွက်တိုက်နေကြရတဲ့အထိ အခြေအနေဆိုးွား လာနေပြီဖြစ်ပါလေအဖန်ခံရသူခံရလက်နဲ့ချသူချတေးသူတေးဖြစ်ကုန်ကြပါလေ၎င်းတို့ဖို့ကရခင်လက်ဆွဲအိတ်လေးများဆွဲကလွတ်တော်ခမ်းပါတဲ့ထိုင်နေရတဲ့အဖြစ်ကိုလွန်းစွတ်နေကြတော့မိတာဖြစ်ပါလေပြည်သူတို့ရဲ့ခုခံတော်လန်စစ်မုတ်ချအောင်ရမယ်